ညမှာပြည်ပတိုင်းသားညီကိုမောင်နှမများအကောင်လုံးမင်္ဂလာပါလို့ကျွန်တော်အနေနဲ့နှုတ်ခွန်းဆက်သားလိုက်ပါတယ်ဒီနေ့ဟာနိုဝင်ဘာလ9ရက်နေ့ရခိုင်ပြည်လွတ်မြောက်ဖို့အတွက်ဥဆောင်လမ်းပြသူရခိုင်အမျိုးသားအဖွဲ့ချုပ်အာရာခတတ်တော် ULAAA ရဲ့ပေးကြိုင်ခြင်းဘိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့58နှစ်မြောက်မွေးနေ့လေးဖြစ်ပါတယ်ဆိုတော့ဒီနေ့မှာအာရာခတတ်တော်ဦးစီးရှုရဲ့မွေးနေ့မှာ ရခိုင်ပြည်သူပြည်သားတွေရဲ့ရင်ထဲကလာတဲ့စကလုံးတွေဒီအရာတွေဟိုကတော့ဆိုရှယ်မီဒီယာတွေမှာ အများကြီးပြန်လွှင့်နေကြပါပြီဒီတော့နရင်းစရာကဗျူထားပြီးတော့ယခုလက်ရှိမှာအာရဟတက်တော် AA ရဲ့စစ်ဦးစီးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်၄၈နှစ်မြောက်မွေးနေ့မှာရင်တွင်းဖြစ်စကလုံးတွေကိုကျွန်တော်အနေနဲ့ ဖတ်ရှုမျှဝေတင်စားတော့မှာပဲဖြစ်ပါတယ်ဆိုတော့ဘိုးချုပ်ထွန်းမြတ်နိုင်ရဲ့မွေနေ့အထိုင်အမှန်အဖြစ်အေအေစစ်တီတွေစစ်မေတချိုးနဲ့ရခိုင်ပြည်သူတချိုးရဲ့စူးတောင်းစကားတန်တွေကိုနရိန်စရာကစူးစီးပြီးတော့ပေါ်ပြပေးလိုက်တာပဲဖြစ်ပါတယ်ဘိုးချုပ်ထွန်းမြတ်နိုင်ကို1986ခုနှစ်နိုဝင်ဘာလ9ရက်မှာအဖအူးရွှေမြအောင်နဲ့အမိဒေါ်မမြတ်တန်တို့ကရခိုင်ပြည်စစ်တွေမြို့ ဘောင်တော်သားစုရက်ကွက်မှာမွေဖော်တန်းစဉ်ခဲ့ပါတယ်။အာရာဟစစ်တီတူရဲ့ယင်တွင်းဖြစ်စကားကတော့လက်ရှိကြောက်ဖြူစစ်မြေပြင်မှာချစ်တာတာဝန်တွေထမ်းဆောင်နေသူတူကကျွန်တော်တို့ဟာဖိနှိပ်ခံဘဝမှာနေခေရတော့ကပညာရေးစီးပွားရေးကျန်းမာရေးအစားခတ်သိမ်းဆုံးချုံခဲ့ရတယ်။ဓမင်းတနဆာရဖို့အတွက်ရုံးကန်ရင်းနေလာခဲ့ရတဲ့ဘဝတွေကိုဘိုးချုပ်က အခုလိုလွန်မြောက်အောင်ဥဆောင်ပြီးတော့တော်လန်လာတဲ့တိုက်ပွဲတွေမှာနောက်ကလိုက်ခွင်းဖြစ်ရလို့ရခိုင်တမျိုးသားလုံးအတွက်ဂုံယူမိပါတယ်ဘိုးချုပ်လေးမွေးနေကစားပြီးကြမ်းမာပြီးရီမချက်အောင်မြင်ပါစေလို့စစ်မြေပြင်ကနေပြီးမွေးနေစူတောင်းလေးပါလိုက်ပါတယ်ဆိုတော့ကနောက်ထပ်တဖန်အာရခစစ်မြေတူလက်ရှိမြောက်ဦးမှာတာဝန်ထမ်းဆောင်နေသူစစ်မြေတူရဲ့ရင်တွင်းပြစ်စကား ကိုပြည်ကိုမြေမှာအခုလိုကိုအစိုးရစီမှာတာဝန်ထမ်းဆောင်ဝင်ရတဲ့အတွက်ကြောင့်ဘိုလ်ချုပ်ကိုကျေးဇူးတင်ပါတယ်ဘိုလ်ချုပ်ကအခုလိုအခြေအနေတရက်ကိုပြုပြင်ပြောင်းလဲမလုပ်ပေးနိုင်ခဲ့ရင်ဆက်ပြီးတော့ဒီနေ့ဒီအချိန်ထိဖိနှိပ်ခံကြွလက်အောက်မှာနေတော့ရမှာဖြစ်တယ်ဒါကြောင့်အလိုချင်ဆုံးလွှမ်းမြောက်မှုကိုယူပေးတဲ့ဘိုလ်ချုပ်ကိုမွေးနေရစပြီးနောက်နှစ်ပေါင်းများစွာအထိ အနာယောဂဘေးပြာကင်းဝေးပြီးကြမ်းကြမ်းမာမာအသက်ရှင်နိုင်ပါစေဘေးရန်ခတ်သိမ်းကင်းပြီးတော့ပြည်သူအကျိုးကိုဆောင်ရွက်နိုင်ပါစေလို့ဆုတောင်းလိုက်ပါတယ်ဆိုတော့နောက်တစ်ယောက်မမျိုးခင်ထေးစေတနာအာရာခပြည်သူအကျိုးပြုစေကံ Happy birthday ပါဘို့ရှုံအာရာခပြည်သူတရားလုံးအတွက်အလင်းတန်းကိုစောဆောင်နိုင်တဲ့နေမင်းကြီးဖြစ်ပါတယ် နိုဝင်ဘာလ9ရက်နေ့မှာကြာရောက်တဲ့48နှစ်မြောက်မွေးနေ့ကစပြီးကျန်းမာပါစေတတ်တော်ရာကျော်ခြေပါစေဘိုးချုပ်တမတ်ထားတဲ့ခြားမတ်ထားတဲ့ရည်ရွယ်ထားတဲ့အရာတွေအားလုံးအောင်မြင်ပြီးမြောက်ပါစေလို့ဆုတောင်းမေတ္တာပို့သားပါတယ်ဒီမှာတော့တမျိုးသားလုံးအတွက်ခိုင်မာတဲ့အမျိုးသားရေးလမ်းစဉ်နဲ့ခြောက်လန့်နေတဲ့ဘိုးချုပ်ကျန်းမာပါစေသူတပတ်လက်အောက်မှာနှစ်ပေါင်းများစွာ ရောက်နေကြတဲ့အရာကပြည်သူတွေကို နှွေတွေးမှုနဲ့အတူခိုးလုံခွင့်အမြန်ဆုံးအကောင့်တွေပေါ်နိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။ကိုတမ်းမောင်ဂျပန်နိုင်ငံရောက်လူငယ်တို့ကဂါရဝါပါအာရာခတမျိုးသားလုံးဤအာကိုထိုက်ပါတော့အာရာခတတ်တော်ကတမှုချုပ် ULAAAE အဖွဲ့ချုပ်ဩကရဘူရှုံထွန်မြတ်နိုင် အခုနှစ်မွေနေရာစာလို့အာရာခတမျိုးသားလုံးအိမ်မက်ရာကီတာလန်းစင်အရာလောလတ်တော့တရားမျှတသော တိုးတက်အောင်မြင်သောခေတ်ပညာတွင်နဲ့အသိပညာအတတ်ပညာရှင်တွေကိုထူးဆစ်မွေးထုံးနိုင်သောခေါင်းဆောင်ငေါတယောက်ဖြစ်ပါစေလို့ကျွန်တော်ယင်တွင်ကစူတောင်းစကားနဲ့မွေးနေလက်ဆောင်ပေးလိုက်ပါတယ်အမျိုးသမီးတူလက်ရှိအမျိုးနေမှာနေထိုင်သူတယောက်ကပြင်ပကလူတွေဘလို့ပဲပြောပြောကျမတို့မြေပြင်မှာနေနေတာအေးအေးကလေးမြေပြင်မှာပြန်လေပြုတ်ပြင်ဖို့မနေစူးစမ်းနေရတယ်တက်စီတော်တွေမျိုးတွေ ရွာတွေကိုပြင်ဖို့ကြိုးစားနေတာကကျမတို့လက်တွဲမြင်နေရတာပဲစစ်ကောင်စီရဲ့လေကြောင်းရံတွေမိုင်းတွေရှင်းလင်းရင်းထီးတဲ့သူကထီးအနစ်နာခံပေးတယ်ဘိုလ်ချုပ်နဲ့ဒီထက်မကအခက်ခဲမြောင်းများစွာကိုကြော်လွန်ပြီးကိုလူမျိုးအတွက်ဒီထက်ကောင်းမွန်နေလွတ်လပ်မှုပြည်သူတွေလိုချင်နေတဲ့ပန်းနိုင်ကိုရအောင်ယူပေးနိုင်ပါစေလို့ယခုမွေးနေ့ကနေပြီးစူတောင်းပေးလိုက်ပါတယ်ဘိုလ်ချုပ်တော်လီယာလာလီယာ အန်ဒီကင်းပြီးဘေးချင်းပြီးတော့အတက်ချေကြမှာပါစေဒါကအရဟတတောအေရဲစဥစည်းချုပ်ဘူချုပ်ထွန်မြတ်နိုင်ကိုရင်ထဲမှာရှိတဲ့ရင်တွင်းစကားတွေနဲ့ပြည်သူတွေကလိုက်လိုက်လေးလေး happy birthday ဆိုတဲ့မွေးနေ့ဆုတောင်း မင်္ဂလာတခုကိုထက်စစ်ဖချူမြှဝေတင်စားရခြင်းပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါမင်္ဂလာပါဒီနေ့ကစပြီးအရဟတတော် ေရဲ့စစ်ဦးစီးချုပ်ဘုံရှုံးထွန်းမြနိုင်မွေနေရစပြီးနှစ်တရာတိုင်လို့မိမိရဲ့ရီမချပ်ပတ်နိုင်နှစ်တရာတိုင်အသက်ချေကျမှပြီးတော့လူရခྱི་ပန်းနိုင်ရောက်နိုင်ပါစေလို့ပြည်သူတရားအနေနဲ့ဒီနေရာကပဲစူတောင်းမြစ်တာပို့သားလိုက်ပါတယ်ဟုတ်ကဲ့ပါမင်္ဂလာပါဒီဗီဒီယိုကိုကြည့်ချူနေကြတဲ့မိဖပြည်သူများစိတ်အေးရှမ်းသာခြင်းကိုယ်အေးကျန်းမာခြင်းပေါင်းနဲ့ပြည့်စုံနိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်